မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ခဲ့တဲ့တမန်ကျမ်းစာဟေဘေဩဝါဒစာအခန်းကြီး73ထဲကသခင်ခရစ်တော်၏ကိုခန္ဓာတည်ဟူသောအသင်းတော်ယုံကြည်သူတိုင်းအတွက်အတူတကွဆင်ခြင်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ပထမဦးစွာနှုတ်ကပတ်တော်ကကျွန်ုပ်တို့ကိုညီအကိုမောင်နှမကဲ့သို့အချင်းချင်းဆက်၍ ချစ်ကြလောလို့တိုက်တွန်းထားပါလေဒါအပြင်ဒစိမ့်ဧည့်သည်တို့အားအဝပြုရန်မမေ့လျော့နဲ့လို့လည်းမိန့်မှာထားပါလေထားလောင်းပြီးခက်ခဲနေသူများအတွက်လည်းသင်တို့ကိုယ်တိုင်အချင်းကြနေတကယ်သူသဘောထားလျက်အချင်းကြနေသောသူတို့ကိုတတိယလောသင်တို့ဤကိုခန္ဓာ၌နှိမ့်ဆက်ညှင်းဆဲခြင်းကိုခံနေရတကယ်သူသဘောထားလျက် နှိပ်ဆက်ညင်းဆဲခံနေရသော သူတို့ကိုတတိယလောလို့လည်းအပိထားပါတယ်ဆက်လက်ပြီးကျွန်ုပ်တို့ရဲ့ကိုပိုင်အတ္တတာနဲ့ပတ်သက်လို့ထိမ်းများလက်ထက်ချင်းကို လူတိုင်းတံပိုးထားလေးစားရမယ်အိမ်ထောင်ကြီးတွင် တဦးပိုတဦးတစ္ဆာရှိရမယ်ဆိုဆုံးမထားပါတယ်အသက်ရှင်နေထိုင်ရမှာလဲငွေမမက်ပဲရှိသည့်အရာနဲ့ ရောင်ရဲလို့လို့တတိပေးထားပါတယ်ဝိညာဉ်ရေးရာခေါင်းဆောင်နေနဲ့ပတ်သက်လို့လေဖရာသခင်နှုတ်ကပတ်တရားတော်ကိုတင်တို့အားဟောပြောခဲ့သောတင်တို့ဤခေါင်းဆောင်များကိုတတိယကြတော့သူတို့ဤယုံကြည်ခြင်းကိုအတူယူကြလောလို့လေဖော်ပြထားပါတယ်ဒါကြောင့်တင်တို့ခေါင်းဆောင်များဤစကားကိုနာခံ၍နားထောင်ကြလော့ ပြီးတော့သူတို့အတွက်ဆုတောင်းပေးကြလောလို့လည်းတိုက်တွန်းထားပါတယ်။နောက်ဆုံးတစ်ချက်ကတော့ထူးဆန်းသည့်အယူဝါဒအမျိုးမျိုးဆွဲဆောင်ရာနောက်တို့မလိုက်ကြနဲ့လို့တတိပေးထားပါတယ်။အဲ့ဒီအစားကျွန်ုပ်တို့သည်သခင်ယေရှုပြုခဲ့သောအမှုတော်အားဖြင့်ဖျားသခင်နာမတော်ကိုဝန်ခံလျက်ဖျားသခင်အားချီးမွမ်းခြင်းရစ်ကိုအစင် ပူဇော်ကြပါစို့လို့အားပေးထားပြီးကောင်းမှုပြုရာနဲ့သူတစ်ပါးကိုကူညီရန်မမေ့လျော့နဲ့လို့လည်းမိမ့်မှထားပါလေဒီလမ်းညွန်ချက်တွေဟာ ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာမှာကြုံတွေ့ရတဲ့အခက်အခဲတွေကြားမှာခိုင်မာစွာယက်တီနိုင်ဖို့လမ်းပြပေးပါလိမ့်မယ်။နားစင်ပေးခဲ့ကြတဲ့ပြိတ္တတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ဖရာသခင် ကောင်းချီးပေးပါစေအာမင်